မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့ပုတ်လိကဗန်များအနေနဲ့စီးပွားရေးမှာလော်ဝကြီးအုပ်ချင်းဈေးကစားခြင်းများပြုလုပ်ပါကဥပဒေအရအေးအေးယူမယ်လို့စစ်ကောင်စီကခေါ်ယူချိန်ချောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇူလိုင်လ10ရက်နေ့နေပြည်တော်မှာစစ်ကောင်စီနဲ့ပုတ်လိကဗန်ပိုင်ရှင်များတွေ့ဆုံတဲ့အချိန် စစ်ကောင်စီရဲ့အတွင်းရေးမှူးအောင်လင်းတွေးကအခုလိုမျိုးချင်းချောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကနေပြည်တော်စစ်ကောင်စီအတွင်းရေးမှူးအောင်လင်းတွေးတွဲဘက်အတွင်းရေးမှူးရေဝင်ဦးပြည်ထောင်ဝင်ကြီးရာပြည့်ဗဟိုဘဏ်ဥက္ကဋ္ဌတန်တန်းဆွေဒေါ်လာငွေကြီးကြပ်ရေးဥက္ကဋ္ဌမျိုးစောတို့နဲ့ပုတ်ပလိကဘဏ်ဥက္ကဋ္ဌနဲ့တာဝန်ရှိသူများတွေ့ဆုံခဲ့ကြပြီးတော့အဲ့ဒီတွေ့ဆုံမှုမှာစစ်ကောင်စီဘက်ကဘဏ်များကိုချင်းချောက်မှုများစွာလှုပ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ပုတ်ပလိကဘဏ်များဟာနိုင်ငံရဲ့ငွေကြေးစနစ်တည်ငြိမ်မှုလုံခြုံမှုနဲ့ခိုင်မာမှုထိန်းသိမ်းရေးဆောင်ရွက်ရမှာဖြစ်ကြောင်း စီးပွားရေးအရာလော်ဝကြီးအုပ်ချင်းဈေးကစားမှုပြုခြင်းများကိုဥပဒေနဲ့အညီအရေးယူမှဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။လက်ရှိဗန်များရဲ့စီကံဖောက်ပြမှုများဟာစစ်ကောင်စီရဲ့စီးပွားရေးမူဝါဒများကိုထိမှလာခြင်းကြောင့်စစ်ကောင်စီကထိုက်တဲ့အားလျော်စွာကြီးကြပ်ဆောင်ရွက်နေရကြောင်းစစ်ကောင်စီအတွင်းမှအောင်လင်းတွေးကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်များနဲ့ဥတီချက်များအောင်မြင်ရေးအတွက်ဗန်လုပ်ငန်းရှင်များကပူးပေါင်းဆောင်ရွက်သွားရန်စစ်ကောင်စီက ပုပ်ပလိကဘန်လုံငန်းရှင်များကိုဖိအားပေးတိုက်တွန်းနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်တွင်းပုပ်ပလိကဘန်များမှာငွေသားပြက်လက်မှုနဲ့ငွေထုတ်ယူမှုကန့်တတ်မှုများအကြီးအကျယ်ဖြစ်ပေါ်နေတဲ့အချိန်စစ်ကောင်စီဗဟိုဘဏ်က special account ဘန်စီရင်များအနေနဲ့ငွေသားထည့်သွင်းထားတဲ့ပမာဏအတိုင်းထုတ်ယူနိုင်တယ်လို့ပြောင်းလဲပြီးတော့ထုတ်ပြန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီဗဟိုဘဏ်ရဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းအောင်ကစစ်ကောင်စီထုတ်မီဒီယာများကနေတဆက်အခုလိုလိမ့်လေသတင်းထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်တွင်းပုပ်ပလိကဗန်များမှာဇူလိုင်လ၂ရက်နေ့ကစတင်ပြီးတော့ငွေသားထုတ်ယူမှုများကိုအကန့်အသတ်များနဲ့စောင့်ရွက်လာခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ၁ရက်နေ့ပုပ်ပလိကဗန်9ခုနဲ့ ဘန်ပိုင်ရှင်များကိုစိတ်ကောင်းစီကအင်ယာချင်းငွေများဗဟုဘန်တတ်မှတ်ထားတာထက်ပို့ပြီးတော့ထုတ်ချင်းမှုနဲ့အရေးယူမယ်လို့ကြေညာပြီးတဲ့နောက်မှာဇူလိုင်လ၂ရက်နေ့ကစတင်ပြီးတော့ပုပ်ပလီကဘန်အများစုမှာငွေထုတ်သူများစုပြုံတိုးချိန်နေခဲ့တယ်လို့သိရပါဗယ်ဇူလိုင်လ၂ရက်နေ့မှာ special bank account တစ်ခုကိုတနေ့ကိုငွေကျပ်350ထုတ်ပေးခဲ့တယ်လို့သိရပါဗယ်ဇူလိုင်လ၃ရက်နေ့မှာတော့ special bank account တစ်ခုကိုတနေ့ကိုငွေကျပ်330 ဇူလိုင်လ၄ရက်နေ့နဲ့၅ရက်နေ့တွေမှာတော့တပတ်ကိုငွေကျပ်30,000တာထုတ်ပေးတော့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဇူလိုင်လ၈ရက်နေ့ကစတင်ပြီးတပတ်ကိုငွေကျပ်10သိန်းကနေအများဆုံး30,000တာထုတ်ပေးတော့တယ်လို့သိရပါတယ်။ဇူလိုင်လ၉ရက်နေ့မှာကမ်ဘောဇာဘဏ်က Special Bank စာရင်းများကို ငွေကျပ်9သိန်းသာထုတ်ပေးတော့တယ်လို့သိရှိရပါတယ်။ဒါအပြင် public ဘဏ်များက ATM များမှာပါငွေသားထုတ်ယူမှုများအားလုံးကိုကန့်တတ်လိုက်တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်းစီဗဟိုဘဏ်ရဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းအောင်ကဘဏ်များမှာတတ်မှတ်စီမင်းစည်းကမ်းနဲ့အညီငွေသားထုတ်ယူခွင့်ပြုနိုင်ရအတွက်ညွှန်ကြားထားတယ်လို့သိရပါတယ်။ဥပမာအားဖြင့် special account ဖြစ်ရင်ငွေသားထည့်သွင်းတဲ့ပမာဏအတိုင်းထုတ်ယူခွင့်ပြုထားတယ်လို့ပြောဆိုခဲ့ပါတယ်။ special account ဖြစ်ရင်ငွေသားထည့်သွင်းတဲ့ပမာဏအတိုင်းထုတ်ယူခွင့်ပြုထားပါတယ်။ special account ဆိုလို့ရှိရင်မိမိငွေသားထည့်သွင်းရတဲ့ပမာဏအတိုင်းငွေသားထုတ်ယူနိုင်ပါတယ်ငွေစုဘဏ်စရင် saving account ဆိုပါကတပတ်ကိုတစ်ချိန်ငွေထုတ်ယူနိုင်ပါတယ်လို့ဒေါက်တာလင်းအောင်ကပြောင်းလဲပြောဆိုခဲ့ပါတယ်စစ်ကောင်းစီအနေနဲ့ငွေသားသုံးဆွဲမှုကိုရှော့ချပြီးတော့ digital ငွေကြေးနဲ့ ငွေပေးချေမှုများကိုအကောင့်ထဲပေါ်နေတယ်လို့သိရပါတယ်။ Digital ငွေပေးချေမှုများနဲ့ငွေကြေးလွှဲပြောင်းမှုများအတွက်အကန့်အသတ်မရှိဆောင်ရွက်နိုင်ကြောင်းစိတ်ကောင်းစီရဲ့ဗဟိုဘဏ်ကပြောဆိုထားပါတယ်။ဒါပေမဲ့ Letter Law Public ကဘဏ်အချင်းချင်း online ငွေလွှဲမှုများကမ္ဘောဇာဘဏ်မှာ old account ငွေစရင်းကနေ special bank account ကိုငွေကြေးလွှဲပြောင်းမှုများအားလုံးလုပ်လို့မရတော့ကြောင်းသိရှိရပါတယ်။ဒါအပြင်မှတ်ပုံတင်တဲ့ငွေလွှဲမှုများအားလုံးမှာခက်ခဲနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်ပဲခူးရုံးမဘော်ကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သား၅ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ၈ရက်နေ့မနက်၆နာရီခန့်ကပောက်ခေါင်းမြို့နယ်ကြံ့တီကျေးရွာကနေပကိုးရုံးမဘော်ကိုအင်အား38ဦးနဲ့ဆက်ကြောင်းထုတ်လာတဲ့အကြမ်းဖက်ဆက်ကောင်းစီဆက်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်တိုင်ရင်363ညနှစ်ကလက်ဦးမှုရယူကကြားပြတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်ဆက်ကောင်းစီတပ်သား5ဦးသေဆုံးပြီး၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ပြည်သူများအနေနဲ့အကြမ်းဖက်ဆက်ကောင်းစီတပ်သားများနဲ့အတက်နိုင်ဆုံးဝေးဝေးကနေပြီးတော့ရှောင်ရှားနေထိုင်ပေးကြပါရန်နဲ့အကြမ်းဖက်ဆက်ကောင်းစီတပ်သားများအနေနဲ့ ပြည်သူနဲ့ပူးပေါင်းပြီးတော့အလင်းဝင်ရောက်ကြပါရန်အတိပေးထုတ်ပြန်ထားတယ်လို့သိရပါဗျ။အလားတူပဲမကွေးတိုင်း၊ဂံကောခရိုင်၊ထီးလင်းမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာများကို drone လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Your National Revolution Force YNRF ထံကနေပြီးတော့သိရပါဗျ။ဇော်လိုက်လား၉ရက်နေ့ထီးလင်းမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်သားများတပ်ဆွဲထားရာဖွေအုံယုံ၊ဗျာဒိတ်ကုန်း၊မိသက်ကုန်း၊ရဲစခန်း၊အောင်တော်မူ၊ရုတ်တံကုန်း၊စီဝါရီယုံ၊စတင်ကျောင်းစတဲ့နေရာများကို ဒရုန်းဘုံဒီ23လုံးလက်လုံ100မမဘုံဒီ6လုံးလက်လုံ60မမဘုံဒီအလုံး20ရော့ကတ်10လုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ထီးလင်းမြို့ဗျာဒေကုန်းအနီးမှာပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်ကကင်းထောက်တပ်စိတ်များနဲ့စစ်ကောင်စီတပ်သားတွေကြားမှာမိနစ်20ခန့်ကြာသည့်အထိထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်ဒေဆုံးမှုကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဂန်ကောခရိုင်အမှတ်16 17 18တိုက်ရင်များနဲ့ ထီလင်းမျိုးနဲ့ပကဖားတို့ကဟန်ချက်ညီစွာပူးပေါင်းပြီးတော့ထီလင်းမျိုးကိုထိုးစစ်ဆင်တိုက်ခိုက်သိမ့်ပိုက်နိုင်ရန်အတွက်အားဆန်းစစ်ဆင်ရေးဆင်နွှဲခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ဟာတောင်းတမရ TNLA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့များကသိမ့်ပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီအဖွဲ့အားကုညီထောက်ပံ့သတင်းပေးသူများရဲ့နေအိမ်များကို TNLA ကချိတ်ပိတ်အရေးယူလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြည်သူ့ကာကွယ်ရေးတပ်များပါဝင်ပူးပေါင်းတိုက်ခိုက်မှုကြောင့်သိမ့်ပိုက်ရရှိထားတဲ့မျိုးများတွေကစစ်ကောင်စီအားကိုင်ကြီးထောက်ပံ့တရင်ပေးသူများရဲ့နေအိမ်များကိုချိတ်ပိတ်အရေးယူမှုဟာနောင်ချိုမြို့မှာပထမဆုံးအကြိမ်စတင်ပြုလုပ်တဲ့မြို့ဖြစ်တယ်လို့သိရပါဗျ။ ပြည်ခိုင်ဖြိုးပါတီရှမ်းပြည်နယ်မြောက်ပိုင်းဗဟိုအလုံးမှုဆောင်ဦးခင်မောင်ချိုရဲ့ရွှေဖီဦးတဲခိုကန်မိသားစုကုံစုံဆိုင်အပါအဝင်နေအိမ်နဲ့ဈေးဆိုင်ဆယ်ခုခန့်ကိုချိတ်ပိတ်အရေးယူထားတယ်လို့နောင်ချုံမြို့ကန်တွေကပြောပါတယ်စစ်ကောင်စီရဲ့နောင်ချုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်ဝင်းရွှေရဲ့နေအိမ်ကိုလည်းချိတ်ပိတ်အရေးယူထားတယ်လို့မြို့ကန်များကပြောဆိုခဲ့ပါတယ် ၎င်းတို့ဟာစစ်ကောင်စီကိုကုင္ကြီးထောက်ပံ့သတင်းပေးသူများဖြစ်တယ်လို့မြို့ကန်တွေကပြောဆိုခဲ့ပါဗါဒေချာစီစဉ်ပြီးတော့လုံနေတယ်တချို့လည်းရမ်းပိတ်မိမှာစိုးလို့သူတို့ကစစ်ကောင်စီကိုထောက်ခံလို့အပိတ်ခံရတာမဟုတ်ဘူးသတင်းပေးတွေပြည်သူတွေဒုက္ခရောက်အောင်လို့ကုင္ကြီးခဲ့တဲ့သူတွေပြည်သူစစ်နေအိမ်တွေလည်းပါတယ်လို့နောင်ချုံမြို့ကန် PDF တက္ကူကပြောပြခဲ့ပါဗါချိတ်ပိတ်အေးအေးယူထားတဲ့နေအိမ်များနဲ့ပတ်သက်ပြီးတော့ပြည်သူအုပ်ချုပ်ရေးစတင်ဖော်ဆောင်တဲ့အချိန်မှာဆုံးဖြတ်နိုင်ပွဲရှိတယ်လို့အဲ့ဒီ PDF ရဲဘော်ကသုံးသပ်ထားပါဗါ တချို့ကလည်းစစ်ကောင်စီထောက်ခံတဲ့သူတွေကိုမှားပြီးတော့သတင်းပေးကြတာတွေရှိတာပေါ့မဆိုင်တဲ့သူတွေမပါအောင်လို့ပြန်ပြောထားပါတယ်လို့၎င်းကဆက်ပြောပါတယ်။နောင်ချုံမြို့ဈေးမြောက်ဘက်မှာရှိတဲ့မိသားစုကုံစုံဆိုင်ဟာစစ်ကောင်စီအားသတင်းပေးဒလန်ပြုတ်လို့မှုကြောင့်ပျောက်ကြားရဲဘော်များကဘုံပြက်သတိပေးမှုများပြီးခဲ့တဲ့နှစ်ပိုင်းကပြုတ်လုပ်ထားတယ်လို့သိရပါတယ်။ပြည်သူတွေကိုသတင်းပေးတိုင်တန်းခဲ့တဲ့သူတွေနောက်သတိထားရတာပေါ့။ သုံးတဲ့လုံးလုံးတော်လိုင်းရေးထောက်ခံတဲ့သူတွေရဲ့နေအိမ်တွေကိုစီးပွားရေးပြတ်အောင်လုပ်လာတာဒါကပထမဆုံးပဲလို့နောင်ချိုမျိုးကန်အမျိုးသားတူကပြောပါတယ်စစ်ကောင်စီရဲ့ channel တွေကတော့ TNL ချိတ်ပိတ်အရေးယူတာဟာနောင်ချိုမျိုးမှာရှမ်းနဲ့ဗမာလူမျိုးများရဲ့နေအိမ်များချိတ်ပိတ်အရေးယူနေခြင်းဖြစ်တယ်လို့လူမျိုးရေးဝါဒမှိုင်းဖြန့်ပြီးတော့လှုံ့ဆော်နေတာကိုတွေ့ရပါတယ်သောတော်လေချိတ်ပိတ်အေးယူမှုမှာစစ်ကောင်စီထောက်ခံသူများနဲ့စစ်ကောင်စီရဲ့မိသားစုဝင်များရဲ့နေအိမ်များကိုတော့ချိတ်ပိတ်အေးယူမှုမှာပါဝင်ခြင်းမရှိဘူးလို့သိရပါတယ် စစ်ကောင်စီအားကိုကြီးထောက်ပံ့ပြီးတော့တော်လိုင်းအဖွဲ့များအားအချိန်ချင်းသတင်းပေးတိုင်တန်းမှုပြုလုပ်သူများရဲ့နေအိမ်များကိုသာချိတ်ပိတ်အရေးယူနေခြင်းဖြစ်တယ်လို့မြို့ကံများကပြောဆိုခဲ့ပါတယ်1027ဆစ်စင်ရေးအပိုင်းနှစ်စတင်တဲ့ဇွန်လ25ရက်နေ့မှာ TNL ဥဆောင်ပြီးတော့မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့များကနောက်ချုံမြို့မှာရှိတဲ့ခမရ111 115တိုင်ရင်ကို ိမ့်ပိုက်ပြီးတဲ့နောက်မှာမြို့ကိုထိမ့်ချုပ်သိမ့်ပိုက်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့မြို့ရဲ့တောင်ဘက်မှာရှိတဲ့ဒုံးတက်606ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာဇူလိုင်လ10ရက်နေ့မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပြရမယ်တရင်ကတော့ရန်ကုန်မြို့ဒဂုံစိတ်ကမ်းမြို့နယ်86ရပ်ကွက်နဲ့တောင်ဒဂုံမြို့နယ်146ရပ်ကွက်အုပ်ချုပ်ရေးမှုများကစစ်မှုတန်းဥပဒေကိုအကြောင်းပြပြီးတော့တအိမ်ကိုငွေကျပ်3000ခွဲလိုက်လံကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ30ရက်နေ့မှာဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်86ရပ်ကွက်နဲ့တောင်ဒဂုံမြို့နယ်146ရပ်ကွက်တို့မှာအုပ်ချုပ်ရေးမှူးများကရပ်ကွက်နေပြည်သူများကိုအစည်းအဝေးခေါ်ယူပြီးတော့တအိမ်ကိုငွေကျပ်3000ကနေ3000ခွဲအထိလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်မှုထမ်းဖို့မဲပေါက်တဲ့လူငယ်များကိုစစ်မှုမထမ်းလိုပါကတအူးကိုငွေကျပ်10သိန်းလုံးပေးဆောင်နေရတယ်လို့သိရပါတယ်။အခုလိုငွေကြေးကောက်ခံမှုများကို ပြင်ပကိုမပေါက်ချားစေရအတွက်အုတ်ချုပ်ရိမ်မှုများကချိတ်ချောက်ပြောဆိုမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်။ငွေမပေးတဲ့နေအိမ်များကိုပြူစောထိများကိုခေါ်ဆောင်ပြီးတော့ဖမ်းဆီးခိုင်းမှုများလည်းရှိနေတယ်လို့သိရပါတယ်။စစ်မှုထမ်းဖို့မဲနိုင်တာကိုအကြောင်းပြပြီးတအိမ်ကို3000နဲ့3000ဝယ်ကောက်နေတယ်။66ရက်ကွာအုတ်ချုပ်ရိမ်မှုအောင်ဆန်းဝင်းနဲ့146ရက်ကွာတောင်တကုံမြို့နယ်အုတ်ချုပ်ရိမ်မှုတို့ကရက်ကွက်တွေထဲမှာပတ်ပြီးတော့တောင်းချမ်းနေတာစစ်မှုထမ်းဖို့မဲပေါက်တဲ့သူတွေကိုစစ်မှုမထမ်းရအောင်တယောက်ကို10သိန်းတောင်းတယ် အုပ်ကြီးတွေနဲ့ယာယီမှုတွေကငွေကြေးကောက်ခံနေတာပါဒီလိုငွေကောက်ခံတာကိုပြင်ပမှာမပေါက်ကြားဖို့သတင်းပေါက်ကြားရင်ထိထိရောက်ရောက်အရေးယူမယ်လို့အုပ်ကြီးတွေကချိန်ချောက်ပါတယ်ငွေမပေးတဲ့အိမ်တော်စုတွေကိုလည်းမှတ်ထားတယ်ပြဿနာတစုံတရာဖြစ်လာရင်တောင်းတကုံသိမ်းငတ်လို့ခေါ်တဲ့စစ်တပ်ရဲ့ပြူစောထိအဖွဲ့ကိုခေါ်တိုင်တယ်ဖမ်းခိုင်းတယ်စစ်မှုထမ်းမဲနိုင်ကိုအကြောင်းပြပြီးတော့အိမ်တော်စုတိုင်းကိုကောက်နေတာပါလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲ ARD တိုင်းဖြာပုံခရိုင်ဘိုကလေးကြိုက်လက်ဒေဒီယံမျိုးတို့မှာ လူငယ်များကိုစစ်သားတဲ့ဖြစ်နေစူဆောင်းမှုအတွက်ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေတယ်လို့သိရပါဗါအခုစစ်သားတဲ့စူးစမ်းမှုတွေတော်တော်လေးကိုစိုးဝါနေပါတယ်မြို့ပေါ်ရက်ွက်တွေနဲ့ရွာတွေမှာရှိတဲ့လူငယ်တွေအကုန်လုံးကိုဖောင်ဖြစ်ခိုင်းထားပြီးတော့စည်ရင်တွေအားလုံးကိုသူတို့ယူထားပါတယ်အဲ့ဒါပြီးတော့လာတိုင်းလိုလိုသူတို့ကြိုက်တဲ့လူငယ်တွေကိုစေးစစ်ဖို့ဆိုပြီးတော့ဖမ်းခေါ်ပြီးတော့ပြန်မလွတ်ပေးပဲခရိုင်တပ်ထဲကိုတန်းပို့ပါတယ်တလနေလို့စေးမအောင်ရင်ပြန်လာပို့မယ်ပြောပြီးတော့တပ်ထဲကိုအတင်းသွင်းနေတာအခုလာတိုင်းလိုလိုပေါ်တာဆွဲဖမ်းဆီးခေါ်နေတာပါ ။နောက်ပြီးအထက်ကတောင်းတဲ့လူဦးရေမပြည့်လို့ဆိုပြီးတော့ညမိုးချုပ်လမ်းပေါ်မှာသွားတဲ့လူတွေကိုဖမ်းခေါ်နေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လက်ရှိကြေးရွာများနဲ့မြို့ပေါ်ရက်ကွက်များမှာပေါ်တာဆွဲခံရမှာစိုးရိမ်တဲ့အတွက်လူငယ်များဟာနေရက်ကိုစွန့်ခွာပြီးတော့ထွက်ပြေးတိမ်းရှောင်မှုများလှုပ်ဆောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားပါတယ်။အခုလူငယ်တွေဆိုရင်ဘယ်နေ့လာခေါ်မလဲလာဖမ်းမလဲမသိနိုင်လို့အိမ်ကနေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရွာတွေရက်ွက်တွေမှာလူငယ်တွေမရှိကြတော့သလိုမိဘတွေကလည်းကားကိုစွန့်ဇနီးတွေတွေကလည်းလင်ကိုစွန့်နေအပူမီးတွေဝိုင်းနေတာစစ်ကောင်စီကတော့အေအာဝတီတိုင်းဟာစစ်သားစုဆောင်မှုအကောင်းဆုံးတိုင်းအဖြစ်နဲ့သတ်မှတ်ပြီးတော့လူငယ်တွေကိုမတရားခေါ်ဆောင်ဖမ်းဆီးပြီးတော့ရှေ့တန်းကိုပို့နေတယ်လို့ကြိုက်လက်မျိုးတွေကပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ